ောင်မြင်လမ်းကြောင်းပါတိုင်းမိမာရီရဲ့ဒုက္ခမင်္ဂလာပါပြိသက်ကြီးတို့၏လူတတော်များများကတော့လက္ခဏာလာကြီးရဲ့အမျိုးသမီးမင်္ဂလိတတော်များများမိတက်ကြတော်မိကုံကတော့အိမ်အောင်ကြကံကောင်းနိုင်ပါမလားဘလို့ယောက်ျားမျိုးရနိုင်တလေချမ်းသာလားစင်ရဲတဲ့သူလားအရက်တမမိမဖြစ်နိုင်လားဆိုတာတွေပါပဲမင်္ဂလိတတော်များများကလည်းအိမ်အောင်ပြုကြတော့မယ်ဆိုနေကောင်းသားကောင်းမဲ့ရကြကြတာပါဘသူမှလင်းသေးလေးစိုးယူကျင်တဲ့သူမရှိကြပါဘူးဒါပေမဲ့အိမ်အောင်ကြကံမကောင်းတဲ့မိန်းကလေးဟာအရက်လုံးဝမတောက်တတဲ့ယောက်ျားကိုရှာယူရင်တော့ သူနဲ့ယူပြီးမှအယက်သမားဖြစ်သွားတာတွေလည်းရှိတတ်ကြသလိုတန်းကျွယ်တတိကိုယူပြီးသူ့လက်ထဲရောက်မှကုန်းကောက်စရာမရှိအောင်မွဲပြတ်တက်သွားကြတာတွေလည်းအများကြီးပါအိမ်နာရေးကံကောင်းတဲ့အမျိုးသမီးကြတော့လေအယက်သမားကိုယူပြီးမှသူမလက်ထဲရောက်မှရာသက်ပံပြတ်သွားကြသလိုစင်ရသာဘဝကနေတန်းကျွယ်တတိဘဝကိုရောက်သွားကြတာတွေလည်းအများကြီးပါအိမ်နာရေးကံကောင်းတဲ့ကံပါလာပါကဘလောက်ဆိုသွမ်းတဲ့ယောက်ျားဖြစ်ပါစေသူမလက်ထဲရောက်မှလူကောင်းဖြစ်သွားကြသလိုအိမ်နာရေးကံမကောင်းတဲ့ကံပါလာပါက ူမလက်ထဲကြောင့်မှစိုးတန်းသွားကလင်းသိလင်းဆိုးဖြစ်ကအိမ်နောက်ကြီးကညံ့ကြရပါတယ်။အိမ်နောက်ပြုတော့မယ်ဆိုပေါ်ရံကုန်မကြည့်ပဲအချိန်ယူကအတွေးကြကြတေချာလိလာတုံသက်ဖို့လိုပါတယ်။ကုံရှုံးရီတစ်ခေါက်ပါပဲ။လေရှုံးရီတသက်ခံစားရမယ့်အဖြစ်အမဲဆက်လည်းပြင်မရတော့ပါဘူး။ဒါကြောင့်အိမ်နာမပြုတ်ခင်မှာမိမိလက္ခဏာနဲ့မိမိအိမ်နာပြုတ်မဲ့ခင်မွန်လောင်းရဲ့လက္ခဏာကိုတက်ကြွတဲ့လက္ခဏာစီရီနဲ့ပြတ်တာစစ်စေးတင်မိုင်း ဒီလိုမှသာမိမိရဲ့အိမ်သားရဲ့ကံကြမ္မာအဆိုးကောင်းကိုကြိုတည်သိရှိပြီးပြည့်စုံနိုင်မှာပါ။ဒါပေမဲ့လည်းမိမသားတွေလက်မှာအခုပုံမှာပြထားသလိုအောင်မြင်လန့်အလွန်အားကောင်းနေရင်အတုံးမကျသောယောက်ျားရတတ်ပိုင်၊နှုံဖျင်းသူ၊ပြင်းကြီးသူနဲ့လည်းရတတ်ပိုင်၊ဦးမဆောင်နိုင်သောလင်းယောက်ျားနဲ့လည်းရတတ်ပိုင်၊ဘလိုပင်ချမ်းသာသောယောက်ျားရပါစေ။အားကိုယ်လိုမရ၊မိကိုယ်လိုမရသောသူဖြစ်နေတတ်ပိုင်။ဒါတွေမကသေးပါဘူး။အောင်မြင်လန့်ပါသူမိမသားတွေဟာတောကအလေမကြမရွတ်ယောက်ျားတွေနဲ့ တန်းတူစည်းပွားရှာတက်ပိုက်ခါကြိုမတက်လဲပေမတ်တက်ပိုက်ဘာကိစ္စနေနေတိုင်မီပေါ်မရှိပဲမိမိညံစွာဖြစ်တာဆုံးဖြတ်ချက်တွေချရာတက်ပိုက်အောင်မြေလမ်းပါသူမိမသားတွေရဲ့ဘဝဟာ၆တွေ့လုံးလာပိုက်ပျော်စရာလည်းမရှိပျော်စရာလည်းမရှာတဲ့နဲ့လောကအလေအထီးကျန်ဆန်းနေတက်ပိုက်ဒါကြောင့်အမျိုးသမီးများအနေနဲ့အိမ်နောက်ဘက်ရွေးတည်ဖြစ်စေယူတည်ဖြစ်စေမိမိလက္ခဏာနဲ့ခင်မွန်လောင်လက္ခဏာကိုသိချစစ်ဆေးတက်မိုက်တို့မှသာပြင်ဆင်စရာရှိရာကြွတွေပြင်ဆင်ပြီးတာယာသောအိမ်တော်ကြီးကိုတိဆောက်သွားနိုင်မှာပါ အားလုံးပဲဒီလိုလက္ခဏာပါနေလားအပြင်လက်တွေ့အတွေ့အကြုံလေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်သူမအတွက်လာလို့တဲ့အမျိုးသမီးကအိမ်ငယ်တီဝင်ပြီးဖုန်းနဲ့ငွေသားတွေယူသွားကြည့်ခံလိုက်ရတဲ့မတန်ဆွဲအမျိုးသမီးငယ်လေးဣတန်စေမုံမိင်္ဂလာပါပရိသတ်ကြီးတို့ဣတန်စေမုံဆိုတဲ့မိန်းကလေးကတော့ချောမောလာပါရုပ်ရည်လေးကိုပိုက်ဆိုင်ထားပေမဲ့ကံမကောင်းအကြောင်းမလားလို့ခြေထောက်အရိုးပြော့သွားခဲ့ရပါသေး ဒါကတော့ဤတဆေမုံတလခွဲအရွယ်လေးမှာကောက်ွယ်စည်းထိုးလိုက်ရကနေတစ်စိခြေတော့အယိုးပြောသွားခဲ့ရတာပဲဖြစ်ပါမွေးကစားမှာတော့ခြေထောက်တွေကတန်ဆွမ်းခဲ့ပေမဲ့လေကောက်ွယ်စည်းထိုးရာကနေစီးထိုးမသွားခဲ့ပြီးသူ့ရဲ့ခြေထောက်ကအယိုးပြော့သွားကလမ်းမလျှောက်နိုင်တော့တာကဒီအသက်ရွယ်ထိကြောက်လာခဲ့ပါ යි မိဘတွေကဒါကိုသတိထားမိပြီးဆရာရီဆောင်အောင်ကုသပေးပေမဲ့လေမရခဲ့ပဲလမ်းမလျှောက်နိုင်တော့သလိုသူများတွေလမ်းလျှောက်တာကြည့်ပြီးအားကျနေခဲ့ရပေမဲ့လေဘာမှအထူးမနေခဲ့ပါဘူး ။ဤတန်စီမှုကတော့ညီမတွေကြားထဲမှာအကြီးဆုံးဖြစ်ပေမဲ့လည်းအလုံးမလုံးနိုင်တော့တာကြောင့်အယံကိုစိတ်မကောင်းဖြစ်နေရသူတယောက်ပါ။မိဘတွေကအသက်ငယ်စီကလေးကခြေောက်ကိုဂရုစိုက်ပေးခဲ့တယ်လို့အရေးတကြီးကြီးနဲ့နေခဲ့ရပြီးကာကွယ်စည်းထိုးတဲ့သူတိုင်းမဖြစ်စေခဲ့ပေမဲ့လည်းဤတန်စီမှုကတော့ကံမကောင်းခဲ့ပါဘူး။ဒါပေမဲ့လည်းအခုချိန်မှာတော့လှိုင်းသားရကိုပါချစ်ကဤတန်စေမှုအကြောင်းကိုသူ့ရဲ့ဆိုရှယ်မီဒီယာမှာတင်ပေးပြီးရဲ့နောက်မှာတော့သူမကိုလှူဒန်းပေးခြင်းနဲ့သူတွေလည်းပေါ်များလာခဲ့ပါတယ်။ခြေတော့ကိုကုသပေးခြင်းပေမဲ့လည်းအယိုးပြော့နေရဖြစ်တယ်လို့ ကိုသားလိုမရတဲ့အရွယ်ကိုရောက်နေရကြောင်းအတက်မွေးဝမ်းကြောင်းပြုရမယ့်အလုပ်ကိုသာတည်ကြပေးဖို့လုပ်နေကြသလိုလာရောက်လူရန်ပေးကြတဲ့သူတွေလည်းများစွာရှိခဲ့ပါသေး။ဒါပေမဲ့လည်းဒီလိုအလူရှင်တွေကြားလိမ့်လေသူတွေလည်းပါလာခဲ့ပါသေး။အဆိုပါအမျိုးသမီးကဤတန်စင်မှုကိုဘိုက်ပါကနေဆက်သွဲပြီးဆက်အိတ်လာလူမဲ့အကြောင်းပြောခဲ့ရပါ။တကယ်လည်းအိတ်ထိရောက်လာခဲ့ပြီးသူမကအလူရှင်ဆိုတော့ယုံကြည်မိရဲ့လို့ဆိုပါသေး။ဤတန်စင်မှုအပြင်သူမအမနဲ့အကြံမှလည်းရှိနေချိန်ရောက်ရှိလာတာဖြစ်ပြီးအားလုံးထိုင်စကားပြောနေအောင် ဤတန်ခြင်းမှုအတွက်အင်ကြီးအတလေးတွေကိုမိသားစုကဝယ်လာခြင်းနဲ့တိုက်ဆိုင်သွားပြီးအဆိုပါအလူရှင်အမကအင်ကြီးအတွေဝစ်ကြည့်ရအောင်လို့ဆိုကသူမတို့အိမ်ခန်းထဲမှာဝင်ပြီးအင်ကြီးဝစ်ပေးခဲ့ကြောင်းအဆိုပါခန်းထဲမှာပတ်စံအိမ်နဲ့ဖုန်းရှိနေခဲ့တာဖြစ်ပြီးငွေသားသသိန်း9000နဲ့ဖုန်းအပြည့်ပပုံတင်တွေလည်းပါသွားကြောင်းပြောခဲ့တာပါအဆိုပါအမျိုးသမီးရဲ့ပုံကိုတော့မိသားစုဝေတဦးကရရှိထားလိုက်တာမို့ပြန်လာပြီးဒီကျမကြောင်းပြောခဲ့တာဖြစ်ပါသူမကိုအလွန်ငွေသိန်းညာကနန်းနီးပါရရှိအောင်ကူညီပေးခဲ့တဲ့လှိုင်သားရာကိုကြီးကလည်း အချိန်မီပြန်ပေးလိုက်စေချင်မှာကြောင့်ဤတန်စေမှုလို့မတန်ဆွမ်းဖြစ်ပြီးအလုတ်တော်မလုံနိုင်သူစီကနေခုလိုယူရာမျိုးကလုံတင်နဲ့လုံရမဟုတ်ကြောင်းပြောခင်တာတွေ့ရပါတယ်ယခုလိုပုံစံမျိုးတွေလည်းအများအပြားဖြစ်ခဲ့ဘူးတာမို့နောက်ပိုင်းကျရင်အလူရှင်ဆိုတိုင်းလည်းရုံလို့မရတော့ဘူးလို့သူတို့ကဆိုထားပါတယ်။လူတွေများမတန်ဆွမ်းဖြစ်နေတဲ့ညီမလေးဤတန်စင်မှုလို့လူမျိုးစီကတော့ခိုးရဲကြတယ်။ဘလို့စိတ်တက်တွေနဲ့များခိုးရဲတယ်မသိဘူး။ဆက်လူမယ်လို့ပထမတရက်ကဘိုင်ဘာကနေဆက်သွယ်ထားပြီးမနီကာမှလူကိုယ်တိုင်လာပြီးစကားပြောတော့ အလူရှေထင်မီကောင်းကမွန်မွန်ဧကန်နာကိုယူသားကြရမိသားစုစီကနေဖုန်းနဲ့ဝေသားအချို့ကိုခုတ်ခံလိုက်ရယ်ကိုသားရဲ့မိမပုံကိုဘေးကလူတယောက်ကဓာတ်ပုံရိုက်ပေးထားပြီးမြလူသားချင်းစာနာစိတ်အပြည့်ရှိတဲ့လိုင်သားရကိုကြီးကတော့ခိုးသွားတဲ့မိမပုံကိုထုံမပြသေးပဲထားပါယ်ဖြစ်နိုင်ခိုးသွားတဲ့အမလည်းတနည်းနည်းနဲ့ပြန်ပြီးပေးလိုက်ပါလက်ကောက်ချီကောင်းကြီးနဲ့တခြားနေရာမှာလှူစားကြပါလူပွားရဲ့ပျော်ရွှင်မှုကိုစပြီးခံစားမဲ့လူတယောက်ကိုစိတ်ခံစားချက်ဖြင့်ထပ်မလုပ်ပါနဲ့လို့တောင်းဆိုလာခဲ့ရပဲဖြစ်ပါတယ်။အားလုံးလည်း အလူရှင်မဆိုပြီးမယုံကြဖို့ဣတန်စီမှုကတတိပီးလာခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အောင်မြင်လမ်းကြောင်းပိုင်းမိမာရီရဲ့ဒုက္ခမင်္ဂလာပါပရိသတ်ကြီးတို့၏လူတော်များများကတော့လက္ခဏာလာကြီးရဲ့အမျိုးသမီးမင်းကလေးတော်တော်များများမေးတတ်ကြသောမိကုံကတော့အိမ်အောင်ကြကံကောင်းနိုင်ပါမလား။ဘလို့ယောက်ျားမျိုးရနိုင်တယ်လေ။ချမ်းသာလားဆင်းရဲတဲ့သူလားအရက်တမမိမဖြစ်နိုင်လားဆိုတာတွေပါပဲ။ မိန်းကလေးတော်တော်များများကလည်းအိမ်အောင်ပြုကြတော့မယ်ဆိုနေကောင်းသားကောင်းပဲရကြကြတာပါဘသူမှလင်းသေးလေးဆိုယူကျင်တဲ့သူမရှိကြပါဘူးဒါပေမဲ့အိမ်အောင်ကြကံမကောင်းတဲ့မိန်းကလေးဟာအရက်လုံးဝမတောက်တတဲ့ယောက်ျားကိုရှာယူရင်းနောက်သူနဲ့ယူပြီးမှအရက်သမားဖြစ်သွားတာတွေလည်းရှိတတ်ကြသလိုတန်းကြွယ်တတိကိုယူပြီးသူ့လက်ထဲရောက်မှကုန်းကောက်စရာမရှိအောင်မွေးပြတ်သွားကြတာတွေလည်းအများကြီးပါအိမ်အောင်ကံကောင်းတဲ့အမျိုးသမီးကြတော့လေ အရက်သမားကိုယူပြီးမှသူမလက်ထဲရောက်မှရာသက်ပံပြက်သွားကြသလိုစင်ရသာဘဝကနေတန်းကျွယ်တတိဘဝကိုရောက်သွားကြတာတွေလည်းအများကြီးပါအင်အားကြီးကံကောင်းနဲ့ကံပါလာပါကဘလောက်ဆိုသွမ်းနဲ့ယောက်သားဖြစ်ပါစေသူမလက်ထဲရောက်မှလူကောင်းဖြစ်သွားကြသလိုအင်အားကြီးကံမကောင်းနဲ့ကံပါလာပါကသူမလက်ထဲရောက်မှဆိုသွမ်းသွားကလင်းသေးလင်းဆိုးဖြစ်ကအင်အားကြီးကံညံ့ကြရပါအင်နာပြုတော့မယ်ဆိုအပေါ်ရန်ကုန်မကြည့်ပဲအချိန်ယူကအတွေးကြကြတေချာလိလာတုံးသက်ဖို့လိုပါ යි ။ ကုံရှုံးရီတစ်ခေါက်ပါပဲလေရှုံးရီတသက်ခန်းစားရမယ့်အဖြစ်အမဲဆက်လည်းပြင်မရတော့ပါဘူးဒါကြောင့်အိမ်နာမပြုတ်ခင်မှာမိမိလက္ခဏာနဲ့မိမိအိမ်နာပြုတ်မဲ့ခင်မွန်လောင်းရဲ့လက္ခဏာကိုတက်ကြွတဲ့လက္ခဏာစရာတွေနဲ့ပြတ်တာစစ်စေးတင်မိုင်ဒီလိုမှသာမိမိရဲ့အိမ်နာရဲ့ကံကြမ္မာအဆိုးကောင်းကိုကြိုတည်သိရှိပြီးပြည့်စုံနိုင်မှာပါဒါပေမဲ့လည်းမိမသားတွေလက်မှာအခုပုံမှာပြထားသလိုအောင်မြင်လန့်အလွန်အားကောင်းနေအတော့မကြတော့ယောက်ျားရတတ်ပါနှုံဖြင်းသူ ပြင်းဤသူနဲ့လည်းရတတ်ပါ ဥမဆောင်နိုင်သောလင်းယောက်ျားနဲ့လည်းရတက်ပါ යි ဘလို့ပေချမ်းသာသောယောက်ျားရပါစေအာကိုလိုမရမိကိုလိုမရတော့သူဖြစ်နေတက်ပါ යි ဒါတွေမကသေးပါဘူးအောင်မြေးလမ်းပါသူမိမသားတွေဟာတောကအလဲမကြမရွယောက်ျားတွေနဲ့တန်းတူစည်းပါရှာတက်ပါ යි ခါကြိုမတက်လဲပင်မတက်ပါ යි ဘာကိစ္စနေနေတိုင်မင်ပေါ်မရှိပဲမိမိညာစွာဖြစ်တာဆုံးဖြတ်ချက်တွေချရတက်ပါ යි အောင်မြေးလမ်းပါသူ မိမသားတွေရဲ့ဘဝဟာ၆တွေ့လုံးလာပါ යි ပျော်စရာလည်းမရှိပျော်စရာလည်းမရှာတဲ့ လောကအလယ်အထူးကျန်ဆန်းနေတတ်ပါဒါကြောင့်အမျိုးသမီးများအနေနဲ့အိမ်နောက်ဘက်ရွေးသည့်ဖြစ်စေယူသည့်ဖြစ်စေမိမိလက္ခဏာနဲ့ခင်မွန်လောင်လက္ခဏာကိုသိချစစ်ဆေးတက်မိုက်ဒို့မှသာပြင်ဆင်စရာရှိရာကြွတေပြင်ဆင်ပြီးတာယာသောအိမ်တော်ကြီးကိုတိဆောက်သွားနိုင်မှာပါအားလုံးပဲဒီလိုလက္ခဏာပါနေလားအပြင်လက်တွေ့အတွေ့အကြုံလေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်